အားလုံးပဲမင်္ဂလာပါဗျာ။ Silent သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးတို့ဖိုင်ရတော့ဦးသိန်းစိန်လက်ထက်ကစီဝါရေးအဆင်ပြေပြီးတော့အန်လလီလက်ထက်မှာခက်ခဲကြတယ်ဟုဆိုလာတဲ့ဒေါ်သက်သခိုင်နေပြလာရုပ်သံဖိုင်လေးကိုပြန်လည်ပြဝေပေးလိုက်ပါရခင်ဗျာ။ဒီမှာဒေါ်သက်သခိုင်ကအဲ့ဒီကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ပြောဆိုထားတယ်လဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်း Silent သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ မင်္ဂလာပါမတက်ပြမင်္ဂလာပါမဟာတို့တင်ဌာနလည်းအေးတာပို့ပါပါဟုတ်ကဲ့ဆိုကျွန်တော်တို့အမတလေအများကြီးကြောက်ခဲ့ပြီပေါ့နော်မတက်မှာကျုပ်ပြညာနဲ့ပတ်သက်နေပတ်သက်လို့ဒါပေမဲ့ကျွန်တော်တို့ကနော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဒီကိစ္စများပို့ပြီးတော့ရှင်းပြနိုင်မလားပြည်သူတို့နားလည်သွားအောင်အဲ့လိုနည်းနည်းလောက်လေးရှင်းပြလို့ရရင်မတက်ကျုပ်ပြညာရဲ့ပြဿနာနဲ့ပတ်သက်နည်းနည်းလောက်လေးပြန်ပြီးတော့ဖျောက်ပေးပါလားအာကျမမနေ့ကတော့တော်တော်ပြောပြီးအတိတ်ကခြုံပြောရရင်တော့လေကျမတို့ကဒီတမရိုက်ဦးသိန်းစိန်လက်ထက်မှာပထမဦးဆုံးချိန်ပေါ့နော်ဒါ နှစ်90ကျော်ပြီးမှပထမအဦးဆုံးချင်းရွေးကောက်ပွဲနဲ့တက်လာတဲ့ရွေးကောက်ခံအစိုးရပြီးစီးပွားရေးလည်းနားလည်တဲ့အစိုးရပေါ့နော်ဆိုတော့နိုင်ငံတကာဆက်ဆံရေးတွေလည်းကောင်းပြီးတော့မှစီးပွားရေးတအားကောင်းတာပေါ့ရှင်ပြည်သူလူထုလည်းအဲပြည်သူလူထုလည်းစိတ်ချမ်းသာတာပေါ့နော်။နောက်အဲ့လိုမျိုးချိန်မှာကျမတို့ကနောက်ရွေးကောက်ပွဲတစ်ခုပြီးရင်လည်း NLD ကတေချာပေါက်လာမှာပဲ။လာလို့ရှိရင်ကျမတို့မြန်မာနိုင်ငံနောက်တစ်ဆင့်ထပ်ပြီးစီးပွားရေးတိုးတက်မယ်လို့ယူဆပြီးတော့မှကျမတို့ကစီမံကိန်းကိုဆောင်ရွက်ခဲ့တာပါရှင့်။အဲဆောင်ရွက်ခဲ့ပေမဲ့ စီမံကိန်းကကျမတို့က2015မှာကျမတို့မြေကြီးစကိုင်းတယ်လေမြေကြီးစကိုင်းပြီးတော့2016တက်လာတဲ့ရန်ကုန်တိုင်းအစိုးရကနေပြီးတော့မှအထက်မြင့်တွေကိုပိတ်တယ်ဆိုပြီးတော့မှ17လပိတ်လိုက်တဲ့အချိန်မှာကျမတို့က project ဆက်ဆဆခြင်းပဲ အဲတော်တော်လေးအထိနာတာပေါ့နော်အထိနာပြီးတော့အဲ့နောက်ပိုင်းတော့ဘာဖြစ်လဲဆိုရင်2018ကျတော့ US China Trade War ဖြစ်ပါတယ်ရှင့်အဲ့လိုဖြစ်တဲ့အချိန်မှာဒေါ်လာဈေးကပုံပုံတက်လာတာပေါ့နော်ကျွန်တော်တို့တကယ် project ကိုစပြီးအလုပ်တုန်းကတော့ဒီဒေါ်တော်လာကို950ဈေးနဲ့ပါရှင့်အဲနောက်တော့1850ဖြစ်တဲ့စသဖြင့်ပေါ့နော်အဲ့လိုဖြစ်လာပြီးနောက်ပိုင်းတစ်ဆက်သေးပဲအဲ COVID ကပ်ရောဂါဖြစ်တယ်အဲ COVID ကပ်ရောဂါလည်းနှစ်နှစ်ကျော်လောက်ကြာသွားတယ်နောက်အဲ့ဒါ COVID မပြီးခင်ပဲနိုင်ငံရေးအပြောင်းလဲဖြစ်တယ်အဲနိုင်ငံရေးအပြောင်းလဲဖြစ်တဲ့အချိန်မှာနိုင်ငံရေးအပြောင်းလဲဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဟိုပေါ့ ပို့ပြီးတော့မှဟိုပေါ့နော်ဒေါ်လာဈေးပို့တက်လာတဲ့အချိန်မှာအဲကျွန်မတို့လုပ်ငန်းကလေတော်တော်လေးထိခိုက်သွားတာပေါ့ရှင့်အဲဆိုလို့ရှိရင်စီးပွားရေးတွေလုပ်လို့ရှိရင်စွန့်စားရမှုက၃ဆင့်ရှိတယ်ပေါ့ပထမတစ်ဆင့်ကဘာလဲဆိုလို့ရှိရင်စီးပွားရေးလုပ်တဲ့လူကိုယ်တိုင်ကမကြွမ်းမကျင်နဲ့စီမံခန့်ခွဲမှုမတက်ဖဲနဲ့ မပိုင်နိုင်မဲနဲ့လောက်တာမျိုးပေါ့နော်အဲဒါမျိုးဆိုရင် business risk ခေါ်တာပေါ့ရှင်အဲဒုတိယသူ့ထက်ကြီးတဲ့ risk ကဘာလဲဆိုရင် market risk ပေါ့ရှင်ဒီဈေးကွက်ကြီးပြိုလဲသွားတာ young away လို့အားမရှိတော့တာအဲ့ဒါကဘယ်မှာဖြစ်သွားလဲဆိုရင်2016အဲရန်ကုန်တိုင်းအစိုးရကနေပြီးတော့မှအထက်မြင့်နေပိတ်တယ်ဆိုတော့ဖြစ်သွားတာဖြစ်ပါတယ်ရှင်။အဲ့ဒါ market risk ဖြစ်ပါတယ်။အဲနောက်ပိုင်းနောက်ပိုင်းနောက်ပိုင်းပါ risk ဖြစ်လဲဆို country risk ပေါ့။ country risk သို့မဟုတ် political risk ပေါ့။နိုင်ငံရေးအရစွန့်စားရမှုဆိုတော့အဲနိုင်ငံတကာယင်းနှိမ့်နှံမှုတွေကလည်းကျမတို့လိုစီမံကိန်းမျိုးမှာလာပြီးတော့မှစီမံကိန်းကိုတော့ကြိုက်တယ် အဲဒါပေမဲ့လည်းမြန်မာနိုင်ငံမို့လို့မြန်မာနိုင်ငံကိုလာဖို့မစင်စားသေးဘူးဆိုတော့အဲပုံစံလေးတွေရှိတာပေါ့နော်အဲ့လိုရှိတဲ့အချိန်မှာကျမတို့ကဒါကိုမိသားစုစီးပွားရေးဖြစ်တယ်အဲပြီးလို့ရှိရင်တော့ဒီ project တန်ဖိုးကတော့ US ဒေါ်လာ185တန်းလောက်ကျတာပေါ့ရှင့်အဲ့လိုကျတော့ဒီ project ကြီးပြီးသွားလို့ရှိရင်ကျမတို့ကမြန်မာငွေလို့ပြောလို့ရှိရင်တော့ကျ840ဘီလီယံလောက်တန်တာပေါ့နော်အဲဆိုရဲခါကျတော့ကျမတို့ကစတစလို့တုံးဝင်ရင်ကျမတို့မိသားစုမိသားစုဆိုတာကျမရဲ့ကျမမျိုးသားဒေါက်တာအောင်ကျော်ဝင်းနဲ့တမီးတယောက်တည်းရှိပါတယ်ရှင့်အဲဆိုလို့ရှိရင် အဲဒီမိသားစုရဲ့မတ်တီရင်းနှီးငွေရယ်ပြီးလို့ရှိရင်ကျွန်တော်ရောင်းရမယ့်အခန်းနေပေါ့နော်ဟိုအေးအခန်းရောင်းရတဲ့သူတွေရဲ့လစဉ်ဟိုပေါ့လစဉ်ပေးသွင်းငွေတွေပေါ့ရှင်အဲ့ဒါတခုနောက်တစ်ခုကတော့လိုအပ်လို့ရှိရင်ဘဏ်ကချီးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်အဲသို့တော်လည်းခုနပြောခဲ့တဲ့အခက်အခဲတွေတောက်လျှောက်ဒီနေ့အထိကြုံရတဲ့အချိန်မှာကျွန်တော်တို့ဘဏ်ချင်းငွေကိုလိုအပ်တာတဲ့ကျွန်တော်တို့မျှော်မှန်းထားတာတဲ့ပို့ယူလိုက်ရတာရှိပါတယ်ရှင်အဲ့အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့အခုချိန်မှာကျွန်တော်တို့ဒီရွှေနန်းတော်စိတ်ရွှေရတနာဆိုင်လည်းရှိတယ်ဝင်ငွေလည်းရှိနေတယ်ညပဒိန်လည်းရှိပါတယ်ရှင်အဲ့လိုရှိတဲ့အချိန်မှာအဲ့ရရတဲ့ဝင်ငွေတွေကကျွန်တော်တို့ကဒီအဆောက်အဦပြီးဖို့ ့အတွက်ပဲအားထည့်နေရတာဖြစ်ပါတယ်အားထည့်နေပြီလို့ရှိရင် အားထည့်နေပြီလို့ရှိရင်အခုတော့ကျမတို့ကဘန်ချင်းငွေရှိတယ်ဘန်ချင်းငွေကိုကျမတို့ကအတိုးကိုစူးစမ်းပြီးပေးနေတယ်အဲဒါပေမဲ့တစ်ခါလေကြိုက်နောက်ကျတာရှိတယ်မပြည့်မီတာရှိတယ်တော့အဲ့ဒါကြောင့်မလို့ဟိုကျမကဒီလိုစီစစ်လိုက်တဲ့အချိန်မှာကျမဘန်မှာပေးရန်ရှိဆိုတာပေါ်တာဖြစ်ပါတယ်ရှင့်အဲ့ဒါတော့အတိအကျတော်အောင်တော့ကျမပြောလို့မရတော့ဘူး တော့ကျွန်တော်မတက်ပြောသွားတဲ့မှာကျွန်တော်ချာနောက်လည်းကျန်းစာရှင်းမလို့ပြောတော့ချာတယ်။အတော့မတက်ပြောတော့ဒီကုစရေလောင်းကပ်ကြမယ်ရပါဘူး။ကျွန်တော်သက်ဆိုင်ရမယ်။မျက်စလမ်းမြင်ပါလေ။နာမည်စင်းရပါဘူး။အဲ့လိုအခြေအနေမျိုးကျောင်းမှာတော့ပြောလို့ရှိရင်အချိန်ကလည်းရန်နေကတ်နေတဲ့အချိန်ကြမှာအခုလိုမျိုးကုစရေလောင်းကနေရုပ်သိမ်းခံရရတယ်ဆိုတော့အဲ့ဒီနေဒါဘာကြောင့်လို့ထင်လဲ။တခြားကျောင်းရောအဲအကြောင်းအရာလို့ပြောရင်တော့ဟိုပါပေါ့ရှင်ကျမကိုကန့်ကွက်တဲ့လူရှိလို့ဖြစ်ပါလိမ့်မယ်။ဟိုကျမတို့တတ်အာမသိပါဘူးရှင်။တတ်အာမသိဘူးပေါ့ဆိုတော့ကျမကိုကန့်ကွက်တဲ့လူရှိလို့ဖြစ်ပါလိမ့်မယ်ရှင်။အဲသို့တော်လည်းတရားကတော့ချက်ချင်းလက်ငင်းကြီး ဟိုတိုင်မင်ပေါ့နော်၁၉ရက်နေ့မှာကျမတက်တေကန်ကတ်ပြရရတယ်၂၁ရက်နေ့မှာဒါအပယ်ဖြတ်တယ်လို့စာရရတယ်ပေါ့နော်စာရတာတော့ဘာကြောင့်ဒီလိုဖြစ်သွားလဲတော့ကျမမသိတာအမှန်ပါပဲအဲသို့တော်လည်းကန့်ကွက်တဲ့လူတော့ရှိကောင်းရှိမှာပါဟုတ်ကဲ့အဲတော့ဒီဒီကိစ္စနဲ့ပတ်သက်လို့မတရုဘက်ကလည်းအတနာခံစားတင်လာတယ်ပေါ့နော်ဟောဒီကမင်းရှိဖြစ်အောင်တင်လာတယ်လည်းမတရုဘက်ကကျွန်တော်တို့ပြစ်လိုက်ရတယ်နော်အဲတော့ဒီသူတို့ကျွန်တော်တို့ကြားတဲ့သတင်းတွေကတော့ UC ဘက်ကလည်းဒီရုပ်သိမ်းချင်တဲ့ပုဂ္ဂိုလ်တွေလုံးနေတာပတ်သက်လို့သူစီစစ်နေတယ်ဆိုတဲ့သတင်းကိုကျွန်တော်ကြားတယ် အဲ့တော့ကျွန်တော်မြင်ချင်တာမသက်နေဘူးဘယ်လောက်ထိမျောလင့်ချက်ရှိနေသေးလဲဟိုဘူးတီးရကျမတော့ကျမတော့မျောလင့်ပါလဲရှင့်ကျမမျောလင့်ပါတယ်အဲကျမဝင်ပါခြင်းလို့ပေါ့နော်ဝင်ပါခြင်းလို့အဲဒီရွေးကောက်ပွဲဝင်ခြင်းလို့နောက်တစ်ခါဝင်လဲဝင်တဲ့နဲ့ပါတီတစ်ခုကိုဥဆောင်နေတဲ့ဥက္ကဋ္ဌတယောက်နေနဲ့အဲဒီရွေးကောက်ပွဲကိုကဆန္ဒမူနာပြနဲ့ဝင်ရင်တက်တာပေါ့နော်ဝင်တဲ့တော့ကျမတအားပါခြင်းပါလဲရှင့်တိုးတော်လဲအဲပါခြင်းတဲ့အတွက် ကျမ27ရက်နေ့မှာဒီစာရပြီးတော့24ရက်နေ့မှာကျမစာနဲ့ 24ရက်နေ့မှာ24ရက်နေ့မှာကျွန်မအတနာခံစားတင်ပါတယ်ပြီးတော့30ရက်နေ့မှာကျွန်မဘန်ကိုလည်းကျွန်မတို့တတ်နိုင်တဲ့လောက်ပေါ့နော်ဟိုတွင်းထားပြီးတော့မှတွင်းပြီးတော့မှတွင်းပြီးချောင်းကိုလည်းကျွန်မအချိန်နဲ့တပြေးညီ UEC နဲ့ပေါ့နော်ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံတော်အကြီးအကဲထံတော့ကျွန်မစာပို့ပြီးတော့မှဒုတိယချိန်တနာခံစားတင်ထားပါတယ်ရှင့် တော့ကျွန်တော်တို့ဒီနိုင်ငံရေးပါတီတွေထဲမှာတရုတ်ပြည်သူ့ပါတီကတတိယအင်အားကြီးဆုံးပါတီလည်းဖြစ်တယ်ပေါ့နော်။နောက်မှဆက်ပူတိုင်းကလည်းပါတီဥပဒေကြီးတယောက်အနေဖြစ်တယ်ဆိုပေမဲ့လို့မျိုးပုဒ်လေလောင်းသူတို့ရုပ်သိမ်းဆန္ဒရတဲ့အချိန်မှာခံလာရတဲ့ခံစားချက်တွေကျွန်တော်ပြည်သူ့ပါတီကိုညှောက်လို့ပြီးပါတယ်။ ဟိုချက်ချင်းခံစားရတာတော့ကျမချက်ချင်းတတိယသွားတာတော့ကျမရဲ့လုပ်ဖို့ကင်ဘက်တွေဖြစ်ပါတယ်ရှင်အဲမကြတော့ကာလမှာရွေးကောက်ပွဲအောင်နိုင်ရေးစရတော့မယ်ပြီးလို့ရှိရင်ကျမအနေနဲ့ဒီလိုအခက်ခဲတွေကြုံသွားတဲ့အချိန်မှာကျမရဲ့လုပ်ဖို့ကင်ဘက်ကိုယ်စလဲလောင်းနေစိတ်ဓာတ်များကျသွားမလားဆိုတော့စိုးရိမ်စိတ်ကျမချက်ချင်းဖြစ်ပါတယ်ရှင်အဲသို့တော်လည်းပေါ့နော်ဟိုကန်ကောင်းချင်တော့ဒါကျမတို့ရဲ့ပါတီရဲ့ပုံစံကတော့ဒါတူဦးတယောက်ထဲကိုမိခိုတာမဟုတ်ဘူးလူတိုင်းကကိုယ့်အင်ကိုယ့်အားနဲ့ကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့ဥစ္စာမှုတွေနော်ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေကိုယ်ငွေကြေးနဲ့ကားတွေစီတွေစိုက်ပြီးတော့ဆောင်ရွက်ခဲ့တာ6နှစ်ရှိပြီဆိုတဲ့အခါကျတော့နောက်ဒီနေ့ဆိုလို့ရှိရင်ကျမ တို့တဲ့ရွေးကောက်ပွဲအောင်နိုင်ရေးကာလ9ရက်မြောက်နေ့ပေါ့နော်9ရက်မြောက်နေ့မှာကျမအနေနဲ့ဘာမှမလုပ်နိုင်သေးပေမဲ့အဲကျမရဲ့လှုပ်ဖော်ကင်ဘက်တွေကိုစလဲလောင်းနေရနေပြီးတော့မှတက်ဆိုင်ရမဲဆန္ဒနယ်တွေမှာတက်ကြွစွာနဲ့ပြည်သူလူထုကို ဒီဒီရွေးကောက်ပွဲအောင်နိုင်ရေးကိုဆောင်ရွက်နေတာကိုတွေ့ရတဲ့အတွက်ကျွန်မကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျွန်မပထမအဦးဆုံးသတိရသွားတာတော့ကျွန်မကျွန်မရဲ့လုပ်ဖို့ကံပြတ်တွေဖြစ်ပါတယ်ရှင်။ဟိုစိတ်တကြမှာစိုးတာပါ။အဲတိုးတော်လဲကျွန်မဟိုဒီဘောကော်မတီစီဝေးလဲကျွန်မခေါ်ပြီးပါပြီ။ကျွန်မဒီပြဿနာဖြစ်ပြီးနောက်ပိုင်းလေ။အဲပြီးလို့ရှိရင်ကျွန်မကိုလဲ personal viber message တွေလဲပို့ကြပါတယ်။အဲပို့ကြပြီးတော့စိတ်မကောင်းကြောင်းပို့တယ်။ဒါပေမဲ့သူတို့တော့စိတ်မပူနဲ့ပို့ပြီးစူးစမ်းမယ်ပေါ့နော်။ဒီပါတီဥက္ကဋ္ဌဒီလိုအခက်အခဲရှိနေတဲ့အချိန်မှာသူတို့ကပို့ပြီးစူးစမ်းရမယ်ဆိုတာသူတို့နားလည်တယ်ဆိုတာကျွန်မစီကို message တွေအများကြီးရောက်ပါတယ်ရှင်။ အဲ့တော့ကျွန်တော်ထင်တယ်ဒါမတက်ကိုဒီလူတွေကအများကြီးညှို့လင့်ထားကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီလူတော့ပြန်ပါအဲ့တော့သူ့အများကြီးညှို့လင့်ထားတဲ့ပြည်သူတွေကိုဒီလိုအချိန်တွေကြုံတွေ့ရတဲ့အချိန်မှာအများပြောချင်တယ် အကျမနေနဲ့ဟိုပေါ့နော်ဒီနိုင်ငံရေးလောက်တယ်ဆိုတာတဦးတယောက်တဦးကောင်းတယောက်ကောင်းနဲ့လုပ်လို့မရဘူး။နော်ကျမတို့ပါတီတည်ပင်လေကျမတို့ကဒါတဦးကောင်းတယောက်ကောင်းနဲ့ဆောင်ရွက်ခဲ့တဲ့ပါတီမဟုတ်တဲ့အတွက်နော်ကျမတို့ရွေးကောက်ပွဲပါတီဖြစ်စေဝင်ရသည်ဖြစ်စေမဝင်ရသည်ဖြစ်စေနော်ကျမတို့ပါတီရဲ့ဖြစ်တည်မှုနဲ့ကျမတို့ပါတီရဲ့နိုင်ငံရဲ့အကျိုးဆောင်ရွက်ခြင်းနဲ့အဲပေါ့နော်နိုင်ငံသူနိုင်ငံသားတွေစုပေါင်းထားကြတဲ့ကျမတို့ပါတီပေါ့နော်အမူဝါဒနဲ့လုပ်ငန်းလမ်းစဉ်အတိအကျရှိတဲ့ပါတီမျိုးကိုအကျမတို့မဲပေးကြပါလို့မဲပေးကြပါဒါကျမတို့မဲပေးခြင်းနဲ့သူကကျမတို့မဲပေးခြင်းအဖြစ်အားပေးလို့ရပါတယ် ို့ကျမပြောချင်ပါကျမတို့ပါတီကိုမဲပေးခြင်းအဖြစ်အားပေးလို့ရပါတယ်လို့ကျမမဲဆန္ဒရှင်ပြည်သူလူထုကြီးကိုမေတ္တာရပ်ခံခြင်းပါတယ်ရှင့်ကျွန်တော်တို့မှတ်ထားသူရဒီပြဿနာတစ်ခုကနေပြီးတော့အကျိုးအမြတ်တစ်ခုဓမ္မမဟုတ်သင်္ကန်းတစ်ခုရရရတယ်လို့ကျွန်တော်တို့အဆုံးအမတွေမှာတွေ့တာပေါ့မတက်နေတော့ဒီလိုပြဿနာကြီးရှင်းလိုက်တဲ့အချိန်ဘယ်လိုရရရလိုက် အမှန်ပါလေရှင်ဒီလိုဟိုအကြတဲ့တိုင်းမှာအခွင့်အလမ်းတွေရှိတယ်ဆိုတာလေဒါတရုတ်တရုတ်ရဲ့ဘီလီယံနာပေါ့တရုတ်ပြည်ရဲ့ဘီလီယံနာဂျက်မာပေါ့နော်ဒီအလီဘာဘာပိုင်ရှင်ကပြောခဲ့တာပေါ့ဟိုဟိုအကြတဲ့တွေတိုင်းမှာအခွင့်အလမ်းရှိတယ်ဆိုတာလေဆိုလို့ရှိရင်ဒါကျမကအကြတဲ့ဖြစ်နေတဲ့အချိန်မှာအခွင့်အလမ်းတော့ဘာလဲဆိုလို့ရှိရင်အဲကျမရဲ့လုတ်ဖို့ကိုင်ဘက်အဲကိုစလေလောင်းနေရပြီးလို့ရှိရင်ကျမတို့ပါတီရဲ့အမှုဆောင်တွေရတည်ပြီးတော့မှတရုတ်ချင်းစီပို့ကြိုးစားခြင်းအဖြစ်ပေါ့နော်အဲပို့ကြိုးစားခြင်းအဖြစ်ကျမတို့ ဟိုဒီတပါတီလုံးရဲ့ဟိုတပါတီလုံးစ조사အထုတ်မှုကိုကျမတို့ကပုံမှန်ထက်ဆိုင်ရင်ပုံမှန်ထက်ပိုရသွားမယ်လို့ကျမမျှော်လင့်ပါတယ်ရှင့်ဒါဒီကျမတို့ရဲ့ဟိုဒီအကြတဲတဲကနေပေါ်ပေါက်လာတဲ့အခွင့်အလမ်းဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့ကျွန်တော်နောက်ဆုံးပြေးချင်တာဒီ USDP ပါတီကတော့ဒါပြဌာန်းထားတဲ့ခုမေတီရပါတော့သူတို့ပြန်ကြံမလို့ပဲပြန်ပက်မရှိပဲနဲ့ပြန်ပက်မရှိလို့ဆိုပြီးနိုင်ငံတော်ရဲ့လက်ဆန်းနဲ့28ခုတော့ရှိတော့အဲ့တော့အဲ့ဒီနေရာတွေမှာမတက်တို့နေဝင်ပြန်ကို조사ခဲ့တာရှိခဲ့သေးလားအော်မရှိပါဘူးရှင့်ကျမတို့ပါတီက698ရောက်ရှောက်ခဲ့ပါတယ် ဲဒါပေမဲ့အကြောင်းကြောင်းကြောင့်ဟိုပါပေါ့နော်ဟိုရှောက်ရင်းနဲ့မအောင်မြင်သွားတာပေါ့ဆိုလို့ရှိရင်နောက်ဆုံးရှောက်တာတော့682ယောက်ပါရှင့်အဲ့682ကျွန်မအပါဆို682ယောက်တကယ်လို့ကျွန်မကမပါဘူးဆို682ယောက်ရှိပါတယ်ဒါဒီကျွန်မတို့ဟိုကျွန်မတို့စ조사ပြီးတော့မှကိုယ်စလဲလောင်းနေစုစည်းပြီးတော့မှကျွန်မတို့အကုန်တင်ထားတာဖြစ်ပါတယ်ရှင့်အဲအကုန်ပေါ့နော်အကုန်ကျွန်မတို့အင်ပြအပြဆောင်ရွက်ထားတဲ့ အဲကိန်းကနန်းဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်ကျမကျမအများအမဲပြောရတယ်လေကျမနိုင်ငံရေးပါတီတိုင်းကနိုင်ငံအရေးလုပ်ချင်လို့ပါတီထောင်ကြတာဖြစ်တယ်နော်အဲ့ဒါကြောင့်မလို့တခြားပါတီကိုကျမတို့ကပြိုင်ဘက်လို့ကျမတို့သဘောမထားဘူးအဲသူတို့လည်းနိုင်ငံအရေးလုပ်ချင်တယ်ကျမတို့လည်းနိုင်ငံအရေးလုပ်ချင်တာဖြစ်တယ်အဲနိုင်ဟိုပါနိုင်ငံရေးပါတီတိုင်းမှာအကောင်းဆုံးစ조사ပိုင်ခွင့်ရှိတာပေါ့နော်ရှိတော့ပြိုင်ဘက်မဟုတ်ဘူးအဲနောက်တစ်ခုကကျမတခြားပါတီဘာလုပ်နေလဲလို့ဆိုတာထက်ဆိုလို့ရှိရင်ကျမကျမတို့ပါတီမှာရှိတယ်ကျမတို့ရဲ့အမှုဆောင်တွေကိုယ်စားလှယ်လောင်းတွေဘာလုပ်နေလဲဆိုတာပိုစိတ်ဝင်စားပါတယ်ရှင့်နော်အဲ့ဒါကြောင့်မလို့ကျမတို့ပါတီအနေနဲ့တော့ အဲဟိုပါဘောအိန္ဒိယအားဖြင့်အတတ်နိုင်ဆုံးရှင်ပြိုင်ထားတဲ့အင်အားဖြစ်ပါတယ်682ယောက်ကတော့လေဆိုလို့ရှိရင်ဟိုကျမတို့ထက်ဟိုဖြစ်တည်မှုလည်းအရန်ကြာနေပြီပြီးလို့ရှိရင်ဟိုငွေအင်အားလူအင်အားလည်းများတယ်အစိုးရလည်းလုတ်ခဲ့ဘူးတဲ့ပါတီလိုမျိုးကတတိုင်းပြည်လုံးမှာရှင်ပြိုင်နိုင်တဲ့အချိန်မှာပြိုင်ဘက်မရှိဘဲနဲ့အလိုလျောက်နိုင်တာတော့ဒါဖြစ်တင်ဖြစ်တိုက်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ရှင့်အဲအဲ့ဒါတော့ကျမအနေနဲ့ဘာမှမပြောစရာမရှိပါဘူးရှင့်အဲ့တော့နောက်တစ်ခုလောက်ချက်ပြီးတော့ဈေးစင်ပြီးမေးပြရမယ်။မေးပါရှင့်မေးပါ။မတူပါတီအနေနဲ့ကိုကိုကျွန်းလို့နေရမှာ 不是嘞，没有可以我要药清单工作部，不如打电话就写给他了。 အဲကျွန်တော်တို့ကလေနောက်ပိုင်းမှာကြားရတာပေါ့နော်ကိုကိုကျွန်းဆိုတော့အများစုကတော့အဲအများနဲ့တတ်မတော်ကအရာရှိကြီးတွေပဲနိုင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကနိုင်ငံရှုံးရင်းထက်ဟိုအားကစားစိတ်ဓာတ်လို့ပေါ့ပါဝင်ရှင်ပြိုင်တာပေါ့နောက်တစ်ခုကကြတော့ဒီလိုကျွန်တော်တို့ပါတီပါဝင်ရှင်ပြိုင်လိုက်ခြင်းအပြင်ဟိုဘက်မှာနိုင်မဲ့သူကလည်းဟိုပြိုင်ဘက်ကိုနိုင်အနိုင်ရတယ်ဆိုတော့ဂုံတိတ်ခါရှိသွားတာပေါ့နော်ဂုံတိတ်ခါရှိသွားတယ်နောက်ကျွန်တော်တို့လိုပါတီကလည်းကိုကိုကျွန်းလိုမျိုးမှာတော့ကျွန်တော်တို့ဝင်ပြိုင်နိုင်တယ်ဆိုတော့လေကျွန်တော်တို့ပါတီကဂုံတိတ်ခါဖြစ်ပါတယ်ရှင်အဲ့ဒါဘာလဲဆိုရင် win win situation ပေါ့နော်ကျွန်တော်တို့ပြိုင်ဘက်လို့သဘောမထားဘူးသဘောမထားဘဲနဲ့ကျွန်တော်တို့ ုင်ပေးခြင်းအဖြစ်ဟိုပြိုင်ဘက်မရှိဘဲနိုင်လာတယ်ဆိုရင်ဂုံတိတ်ခါတစ်မျိုးဖြစ်တာပေါ့နော်ပြိုင်ဘက်ကိုနိုင်လာတယ်ဆိုတာဂုံတိတ်ခါပို့ရှိပါတယ်နောက်တစ်ခုကကျမတို့ပါတီအနေနဲ့ကိုကိုကျွန်းကိုပြိုင်နိုင်တာကျမတို့ရဲ့ဂုံတိတ်ခါဖြစ်ပါတယ်ရှင်ကိုကိုကျွန်းလိုမျိုးနေရာမှာတော့တွားရောက်ရှင်ပြိုင်နိုင်တယ်ဆိုတာကျမတို့ပါတီရဲ့ရဲ့အမှုဆောင်တွေကိုယ်စားလှယ်လောင်းတွေအားထုတ်ကြိုးပမ်းမှုဖြစ်ပါတယ်ရှင်ဟိုလွယ်လွယ်နဲ့မရပါဘူးကျမတို့ဒီနိုင်ငံတော်ကိုအခုညီတောင်းပြီးတော့မှနိုင်ငံတော်လေရင်နဲ့တွားကြရတာဖြစ်ပါတယ်ရှင်ဒီရန်ကုန်တိုင်းဒုတိယဥက္ကဋ္ဌနဲ့အထွေရေးမှုကနေတွားပြီးတော့မှကိုကိုကျွန်းထိတွားပြီးတော့မှဆောင်ရွက်တာဖြစ်ပါတယ်အိမ်အောင်စုစင်းနေလဲပြောင်းရတာရှိတယ်လူကိုယ်တိုင်တွားရတာရှိတယ် ်စသဖြင့်ပေါ့နော်အခက်ခဲတွေအများကြီးကြားတဲ့ကနေပြီးတော့မှဒီကိုကိုကျွန်းကိုကျွန်တော်တို့မရရအောင်အဲကိုစလဲလောင်းရှောက်ခဲ့တာဖြစ်ပါတယ်ရှင့်ကျွန်တော်တို့မမေးလိုက်တဲ့အချိန်မှာဘုံတော့မမေးလိုက်မိလို့မတနေနဲ့ပြောကြရှိရင်ဖြစ်စီနော်ဒိုရင်းပေါ့ကျွန်တော်တို့ကြည်နေတဲ့ကလည်းပိတ်သက်တွေကိုပြတူကလူကိုဖြစ်စီအဲ့တော့ခေဆက်ပြီးပြောစီဖြစ်နေတယ်တပည့်ပါအဲဖြစ်ဆက်ပြီးပြောနေတာကတော့ကျွန်မရွက်ကပွဲဝင်ပြိုင်ခြင်းပါတယ် အတနာခန်းစားလဲတက်ဆိုင်ရောက်တင်ထားပါဗျ။အဲသို့တော်လဲရွေးကောက်ပွဲဝင်ကျမတို့ရွေးကောက်ပွဲဝင်ပြစ်တီဖြစ်စေမဝင်ပြစ်တီဝင်ခွင့်ရတီဖြစ်စေမရတီဖြစ်စေအဲကျမတို့ပါတီကိုကျမတို့မဲပေးခြင်းကျမတို့ပါတီကိုမဲပေးကြပါကျမတို့ကိုယ်စားလှယ်လောင်းတွေမဲပေးကြပါလို့ကျမမြစ်တန်ရက်ခံချင်ပါတယ်ရှင့်။ကျေးဇူးပါရှင်။ကျေးဇူးပါရှင့်။